အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာမတင့်တင့်ရေးသားတဲ့ကောသလအိမ်မက်ဆိုတဲ့ပြဇာတိတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အခန်းတည်ခန်းသားစွာပြင်ဆင်ထားသောဧကန်တွင်ထိုင်နေကြသောသူတို့ကမတရားသူကြီးမင်းဦးဆွေနှင့် မင်းကတော်ကြီးဒေါ်စိန်တို့ ဖြစ်ကြလေသည်။ဒေါ်စိန်တရင်စာဖတ်နေစဉ်ဦးဆွေစလိတ်ဖွာရင်းစဉ်းစားနေစဉ်ခဏမျှတရင်စာကို လှန်လောကြည့်နေပြီးနောက်ဒေါ်စိန်ကဆ ảy ၍စကားပြောစီအချိန်ကည9နာရီခန့်ဒေါ်စိန်ကအလိုဝန်တော်ကြီးဥဟန်တာသမီးမင်္ဂလာဆောင်တော့မယ်ဆိုကိုသတင်းစာကိုကြည်ရင်ပြောဦးဆွေကဟုတ်လားဘသူသားနဲ့တော့ကွာဝတ်လုံတော်ရဥညွတ်ရဲ့သားမြို့အုပ်မောင်ပါချင်းနဲ့တဲ့သူတို့မင်္ဂလာဆောင်တော့ကောင်းပါရဲ့လက်ဖွဲ့ရမှာကရှိသေးအမဲ လက်ဖွဲ့ဖို့စကားမပြောပါနဲ့အောင်ဖိတ်စာပဲရပါမလားလို့ဟာမရပဲနေပါမလားဒီကလောက်ခင်းနေကြတာဟာဘရော့တယ်တော့တလားလောက်ကြံသေးတယ်စောသေးလို့ဖိတ်စာမပေးတာထင်ပါရဲ့ကွယ်နီးမပေးမှာပေါ့ဘာလက်ဖွဲ့မလဲဟိငါးချက်တန်ဖလားကလေးတစ်လုံးလောက်တော်ရောပေါ့ဟာငါးချက်တန်ပေးလို့ဘာဖြစ်မလဲ90တန်လောက်မှနေရာကြမယ်ထင်တယ်သူတကာကိုပေးဖို့တော့အင်မတန်တရားတရားရှိတယ်ကို့မရအတွက်တော့ စိန်လုံးတော့အောင်မဝယ်ဘူး။ဟာခမည်းအတွက်စိန်တွေကိုထားလိုက်ပါဦး။ကျုပ်အတွက်မော်တော်ကားတစ်ဝယ်ဖို့ကရေးကြီးတယ်။မော်တော်ကားဘာလို့ဖို့လဲ။အခုအစ်စ်ဝယ်။အခုအဟောင်းဖြစ်။အခုဈေးကျသွားတယ်။နေရာမကျပါဘူး။ခမည်းဘာနားနေလို့လဲ။နားမလဲရင်အသာနေစမ်းပါ။အစီကံမိန်ကလေးတယောက်အခန်းထဲသို့ဝင်လာစီ။ပွဲကြော်ကြီးဒေါ်မီအရောက်မှရောက်နေပါဗျာ။အပေါ်ကိုလွတ်လိုက်ရမလားဗျာ။အေးဟေးအိမ်မော်တက်လာပါလို့ပြောလိုက် အစေခံကလေးထွက်သွားစေမကြမီအသက်50ခန့်မိမကြီးတယောက်အခန်းထဲသို့ဝင်လာစေစိမ့်လက်ဆုပ်ကြီးကိုဝင့်လျက်ဟန်လွဲလာစေမျက်နှာချီဖွေးရောင်ရိုက်ထားစေလာပါလာပါပွဲကတော်ကြီးဒီမှာထိုင်ပါအနားတွင်ရှိသော ကလထိုင်ကိုလက်ညှိုးထိုးပြစေပွဲကတော်ကြီးတို့လည်းအင်ကိုမရောက်တာတော်ကြာသွားပြီနော်ဟုတ်ကဲ့အလုပ်တွေကများလွန်းလို့မရောက်နိုင်တာပါပဲစိတ်ကတော့ အမြဲတရိယနေပါတယ်ရှင်ကလတ်ထိုင်တွင်ထိုင်ရင်ပြောစီဟေ့မိအောင်ကိုအစ်တို့ဆလိတ်တို့ယူခဲ့ဟေ့အခုလို့အားတဲ့အခါအလဲပတ်ဆိုသလိုမကြမကြလာခဲ့တာပေါ့ရက်ဆွေရက်မျိုးတွေကလားဟုတ်ပါတယ်ကျမတို့မှလည်းအားကိုးအားထားရဲ့လို့တခြားမှမရှိပါဘူးတရားပိုင်မင်းတို့ကိုပဲအားကိုးတာပါပဲအားကိုးရပါတယ်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကကူညီဖို့အစ်စ်မှာပဲပွဲကြော်ကြီးရဲ့အစီကံမာကလေးကိုအစ်နေ့ စလိတ်များယူလာ၍ထဲ့စီကိုစားပါအောင်ပွဲကတော်ကြီးရဲ့ကျမလက်ဖက်ရည်တော့ပြင်လိုက်အောင်မယ်မင်းကတော်ကြီးတော်စိန်အခန်းတွင်းမှထွက်သွားစီတရားပိုင်မယ်ဒီအမှုမှာကဲဦးမှာပဲမောင်သေးအောင်ရဲ့အမှုမဟုတ်လားမှန်ပါတယ်ဒီအမှုကပလိတ်အေးပိုင်တဲ့အမှုဆိုတော့အင်မတန်အရေးကြီးတာကလားနောက်ပြီးတော့လေပြစ်မှုထင်ရှားရင်ဒဏ်ငွေတက်လို့မရဘူးထောင်ချမှာဖြစ်တယ်ပွဲကတော်ကြီးရဲ့အမှုကကြီးတဲ့အတွက် အခုတရားပိုင်မင်းစီကိုပြေးလာခဲ့တာပဲကြည့်ရှုလို့အောင်မှာပဲတရားပိုင်မင်းရဲ့ကျမတို့မှလည်းအကူအထာမရှိဘူးဤသို့ဆိုကကိုအိတ်ကိုယူ၍ကွန်စာစီရှင်းနေခေါ်သေးသလားခေါ်မဲကြံတာပဲတရားပိုင်မင်းရဲ့ဘာခေါ်နေစရာလိုသလဲဒီကပြီးရင်ပြီးတာပဲဒီလိုစိတ်ချရမယ်ဆိုရင်လဲရှင်းနေမခေါ်တော့ပါဘူးရှင်းနေကိုပေးမဲ့ပတ်စံကိုတော်သလိုအတုံးချလိုက်ရင်မကောင်းဘူးလားဒါအကောင်းဆုံးဘောတရားပိုင်မင်းရဲ့ ကျမပြန်လိုက်အောင်မယ်နော်စိတ်ချပါရစေကောင်းပါပြီစိတ်ချပြီးတော့ပြန်သွားပါကြည်ပြီးလှုပ်ပေးလိုက်ပါမယ်မင်းကတော်ကြီးတော်စိန်အခန်းထဲသို့ပြန်ဝင်လာစီဘယ်နဲ့ပွဲကတော်ကြီးပြန်တော့မလို့လားနေပါဦးလက်ဖက်ရည်တောက်ပြီးမှပြန်ပါကိစ္စမရှိပါဘူးမင်းကတော်ကြီးရဲ့ကျေးဇူးတူးပဲတင်ပါတယ်ကိစ္စဒူးကလေးရှိလို့ပြန်လိုက်ပြရစီအောင်ကိစ္စဒူးရှိရင်လည်းပြန်တာပေါ့လေတောင်ကိုလည်းမကြမကြလာပါလာပါမယ်ရှင် ကျေးဇူးထူးတင်ပါတယ်။ဒေါ်မီ အခန်းတွင်းမှထွက်သွားစီ။ပွဲကတော်ကြီးလာတာ။သူ့အမှုတော်မဟုတ်လား။ဒါပေါ်အလကားလာပါမလားကွယ်။နို့ဘဲနဲ့လဲ။ဘလောက်နဲ့ဈေးတည်တယ်လဲ။ဟာသူတို့လိုပတ်စံရှိရလူတွေကိုတော့ဈေးစစ်နေလို့မဖြစ်ဘူး။သူတို့ပေးချင်တယ်လို့ပေးပါစီ။ကိုယ်တော်ဘောမကြရင်အရှုံးပေးလိုက်အောင်ပေါ့။ဘလောက်ပေးသွားတယ်လဲ။ကိုယ့်ရဲ့ထဲမှာကြည့်လေ။ဒေါ်စိန်ကိုယ့်ရဲ့ထဲမှာရှာစီ။ဘလောက်လဲဟဲ့။ တရာနဲ့သုံးချက်။음တော်တော့ပါပြီ။ဘယ်တော်တော့ရမှာတော့မနေဘူးလား။မနေပါဘူးကွယ်။ငွေကြေးရှားနေတဲ့ခက်ကြီးထဲမှာ300ဟာမနေဘူးကွယ်။လို့ပေမဲ့တခြားဘက်ကပို့ပေးရင်တော့ပို့ပေးတဲ့ဘက်ကိုအနိုင်ပေးရမှာပဲ။အဲ့ဒါအကောင်းသားပဲ။ငွေတွေကိုသွားသိမ့်လိုက်အောင်မယ်နော်။ကြုတ်လဲညောင်းတဲ့ဗျာ။ခဏလောက်လှဲလိုက်အောင်မယ်။အခန်းနေဒေါ်မြကြီးဆဲလက်ခုံတွင်ဆဲလက်လေးနေကြတော့ မိမပြို၄၅၈ယောက်ခန့်စကားပြောနေကြစီမသိန်းကဟေ့မိသားကိုသိန်းတို့အမှုဟာဘာများကြားသေးသလဲဤဘာကြားရမလဲသူ့တို့ပွဲကြော်ကြီးကညကတရားပိုင်မင်းအိမ်ကိုသွားတဲ့တော့မန်နီကအဲ့ဒါဘာဖြစ်တယ်လဲဤသွားတာပေါ့မတောင်းကဩဘာဖြစ်ရမလဲငွေသွားပေးတာပေါ့ဒါဖြစ်ကိုသိန်းအောင်ဒီအမှုမှာလွတ်မှာပေါ့နော်မန်ငွေက ဘလောက်သွားပြီးတဲ့လေဤမသိပါဘူးဤ300ဆိုလား400ဆိုလားဟိုကိုတောင်းတင်တို့ဘက်ကကောသွားမပေးဘူးလေလားသူတို့လည်းပတ်စံရှိသားတွေပဲဒါကတော့ကျုပ်တို့ဘာသိမလဲကျုပ်တို့အပိုင်းကမှမဟုတ်ပဲကိုမိတင်ကိုမေးပါလားမတင်ကကျုပ်တို့ကိုလာမေးလို့ဘာသိမလဲငွေသွားပေးမယ်လို့တော့ပြောတယ်တော့ကြားတယ်ဒါပေမဲ့ဘွဲကတော်ကြီးရဲ့ငွေကိုလက်ခံထားရင် နောက်သွားပေးလို့ဘယ်လက်ခံတော့မလဲမပြောတတ်ဘူးတော့ အခုကာလတရားပိုင်မင်းတွေကအခက်သားကလားများများပေးတဲ့ဘက်ကိုအနိုင်ပေးကြတယ်တရားမှန်တာမမှန်တာရေးမကြည့်ဘူးတဲ့အရင်ပေးတာနောက်ပေးတာလည်းအရေးမကြည့်ဘူးဆိုကို များလာတာအရေးကြီးတဲ့တော့ဒီလိုဖြစ်ရင်လည်းအခက်သားပဲအေးကျုပ်တို့လိုစင်ရဲသားတွေအမှုဖြစ်ရင်မခက်ဘူးလားအေးတော့ဒီလိုဖြစ်အခက်ပဲတရားသူကြီးကိုငွေပေးဖို့မပြောနဲ့စားဖို့တောင်တပြားမှမရှိဘူးစားဖို့မရှိရောဖို့ရှိတယ်ဆိုတဲ့စကား မကြဘူးဘူးလားကျုပ်တို့ပြည့်ရုံရောက်ဖို့မှာအင်မတန်ကြောက်တာပဲတော့ဟေးဟေးဟိုကတော့အများကြီးလာနေပြီအားလုံးစကားဖြတ်ပြီးလဲစလိတ်ကိုစူးစမ်း၍လင်းနေကြစီအခန်းသုံးမတရားသူကြီးဥဆွေစာရေးစပွဲတွင် စာရေးနေစီအစီကံမိန်ကလေးအနာတို့လာစီအချိန်ကည9နာရီခန့်မိန်ကလေးကအရှင်ဘုရားကိုလူတယောက်ကတွေ့ကျင်လို့တယ်ဖေဗျာ ငါစီကိုလာလို့ပြောလိုက်မှန်ပါမကြမီအသက်35နှစ်ခန့်လူတယောက်ဝင်လာစီတာနာစွာဝင်စားထား၏မောင်ဘိုးရွေလားဟဲ့ဟုတ်ကဲ့မောင်တောင်းနေကိစ္စမဟုတ်လားကွယ်ဟုတ်ပါတယ်ဆရာဝန်ထွက်ချက်ကတော့မောင်တောင်းတင်ရဲ့တန်းရာဟာတဲမကြည့်ဘူးတယ်ကွယ်ဆရာဝန်ကတော့ပြောမှာပေါ့ခမတဖက်ကခွန့်ထားမှာကိုအေးကွယ်ဆရာဝန်ကဒီလိုထွက်ထားတော့လေအခက်သားပဲကွယ် ဒါကတော့တရားပိုင်မင်းသဘောတိုက်မှာပဲခမ ्या ဆရာဝန်ကဘလို့ပဲထွက်ထွက်တရားပိုင်ကယုံကြည်မှယုံနိုင်ပါတယ်စေယုံတက်နေရတဲ့နေ့ရက်တွေကိုလည်းစဉ်းစားကြည့်ပါဦးမောင်ဘိုးကြီးပြောတာတဲမှန်တကွယ်အမှုဆိုတာတရားပိုင်လက်ထဲမှာရှိတာပါပဲတရားပိုင်သဘောအရပေါ့ဒါကြောင့်ကျွန်တော်အခုပြေးလာခဲ့တာပါပဲဒါထက်မောင်ဖိုးရွှေဘလောက်အကုန်ခံမယ်လို့စိတ်ကူးတယ်လေဒီအမှုမှာကျွန်တော်က250လောက်အကုန်ခံမယ်လို့ စိတ်ကူးတာပါပဲခမအာဒီလောက်နဲ့ပဲဖြစ်မလဲဒေါ်မိတော်လာသေးတယ်မကြားဘူးလားကြားပါတယ်အေးဒေါ်မိက900လာပေးတကွကျုပ်ကတော့မောင်ဖိုးရွှေတို့နဲ့မျက်နှာနာနေတော့လက်မခံလိုက်ဘူးကွ။သူတို့က900ပေးမယ်ဆိုရင် ကျွန်တော်တို့ကလည်း900ပေးဖို့အသင့်ပါပဲ။ဒီတင်းအောင်ထောင်မကြရင်မကြည့်ဘူးခမ။တော်တော့ကိုမိုက်ရိုင်းတဲ့အကောင်တမိုးအောင်မှာတယောက်ထင်းတဲ့အကောင်ထောင်ကြမှာမှတ်မယ်။ ဝင်း900ပါလာရဲ့မဟုတ်လားပါလာပါတယ်မောင်ဖိုးရွှေနဲ့ဘယ်သူပါလာသေးသလဲဘယ်သူမှမပါလာပါဘူးကျွန်တော်တယောက်တည်းလာတာပါဒီ ਉਹ မောင်ဖိုးရွှေလာတဲ့အကြောင်းဘယ်သူသိသေးသလဲဘယ်သူမှမသိပါဘူးတိတ်တဆိတ်လာခဲ့တာပါပဲအေးကောင်းတယ်ဘယ်မလဲပေးမောင်ဖိုးရွှေငွေစက်ကူ100ရန်5ချက်ကို ထုတ်ပေးစီဥဆွေရေတွက်ကြည့်ပြီးစပွဲအန်ဆွဲတဲ့တွင်ထည့်ထားစီကောင်းပြီမောင်ဖိုးရွှေ အင်းကိုစိတ်ချပြီးသားပြန်သွားပြီတော့စိတ်ချပြရစီဦးရဲ့ဒီအကောင်ထောင်ကြရင်ကျေနပ်ပါပြီကြားပါစေမကွယ်ကောင်းကောင်းသာအိမ်ပြန်သွားပါမောင်ဖိုးရွှေအိမ်ရောက်ထက်သူဆင်းသွားစီအခန်းလေးငားရက်ခန့်ကြတော့မတရားပိုင်မဲ့ဦးစွေဤအိမ်ရထက်ထက်အေကန်းနေတွင်စကားပြောနေကြတော့သူတို့ကဦးစွေနှင့်မင်းကတော်ကြီးဒေါ်စိန်တို့ဒီအချိန်ကည၈နာရီခန့်ဒေါ်စိန်က ဘဲနဲ့ပွဲကတော်ကြီးရဲ့အမှုမှာဘလို့စီရင်ချက်ချလိုက်တယ်လဲတိန်းအောင်ကို ထောင်၆လချလိုက်တယ်ပွဲကတော်ကြီးတော့လာစုတော့မှာပဲစူးချင်းစူးကွာကိစ္စမရှိပါဘူးကြည့်ပြောလိုက်ရသေးတာပါဒီလိုဟိုလူစုဒီလူစုဓာရီကိုသာ ကြောက်နေရမယ်ဆိုရင်တတိဘယ်တော့ဖြစ်မလဲအေးလေပွဲကတော်ကြီးလာရင်သာ ကြည့်ပြောဖို့စဉ်းစားထားပြီတော့လာမှာတော့အမှန်ပဲအောက်မှာတော့လူတန်ကြားတယ်ရောင်များရောက်နေမလားမသိဘူး ဒေါ်စိတ်စကားမဆုံးမီပင်ပွဲကတော်ကြီးထုံမီငိုက အခန်းထဲသို့ဝင်လာစီအမလေးကောင်းသေးရဲ့လားမင်းကတော်ကြီးရဲ့ကျမတူကိုထောင်ချောင်းလာချလိုက်ပါဘကောရှင့်အမလေးရက်ဆက်ပါပြီရဲ့ဩဟုတ်လားကျမတော့မသိပါဘူးဘယ်နဲ့လောက်ရတာလဲတရားပိုင်မေးရဲ့အရင်ကျမလာပြောတော့ကတော့ကောင်းပြီကောင်းရဲ့နဲ့ပြောပြီးတော့အခုတော့ဘယ်နဲ့ထောင်ချလိုက်ရတာလဲရှင့်ကျမရှက်လှကြီးရဲ့နော်ဟာ ဒီလိုပြန်နားထောင်ပါအောင်ပြောပါအောင်တရားပိုင်မင်းရဲ့အမလီကျမစိတ်ညစ်လာကြီးရဲ့ဒီလိုပြတက်သေးတွေကလည်းအားလုံးလိုလိုပဲမောင်သိန်းအောင်က မောင်တောင်းတင်ကိုဓာတ်နဲ့ထိုးတာမြင်ကြတယ်နောက်ပြီးတော့ဆရာဝန်ထွက်ချက်ကလည်းပေါ့ပေါ့သာဆိုတယ်အင်မတန်လေးနေတာကလားတာမန်လူတွေမျက်စိမှသာပေါ့နေတယ်တရားပိုင်တွေရဲ့မျက်စိမှအင်မတန်လေးနေတာကလားပွဲကြော်ကြီးရဲ့ဒီတော့ဘဲနဲ့မှခွေးလုံးကျွတ်အောင်လွတ်လို့မရဘူး အပြစ်ပေးရမှာအမှန်ပေါ့။နို့ပေမဲ့ဒီအမှုမျိုးဟာထောင်၃နှစ်လောက်ခြာမြဲပဲ။အခုတော့ပွဲတော်ကြီးရဲ့မျက်နှာကိုထောက်ပြီးအနည်းဆုံး၆လတည်းခြာတာဝမ်းသာပါတော့။နို့မဟုတ်ရင်ခက်ပဲ။အရင်တစ်ခေါက်ကျမလာတော့ကတော့လွတ်မယ်ဆို။ဩကိုတော့ကတော့တက်တီတွေကိုမှ ကိုအောင်မစိရသေးပဲလေ။နို့ပေမဲ့အယူခံမှာအယူခံရင်လွတ်ဖို့ရှိတယ်။အယူခံမှာလွတ်ရအောင်အင်မတန်လျှော့ပြီးရေးထားတဲ့စီရင်ချက်မှာကြောက်ပါပြီရှင်။ အယူမခံဝန်းတော့ပါတခါတည်ဘူးရင်ပြင်မိုးနားလေပါပြီပြန်มาတော့မယ်ကောင်းပါပြီကောင်းပါပြီပြောင်းပြောင်းဒေါ်မိထွက်သွားစီလက်ဖက်ရည်ဆိုင်တွင်စကားပြောနေကြတော့ကာလာသား၃ယောက်တို့ကမောင်သူမောင်ရှိန်နှင့်မောင်တန်းမောင်တို့ဖြစ်ကြလေသည်အချိန်ကည9နာရီထိုးပြီမောင်ရှိန်ကဟေ့တန်းမောင်တင်းအောင်တယောက်ထောင်ကျသွားပြီဆိုကိုယ်ဟုတ်တယ်လေငနေဒီတခါတော့ မှတ်သွားတော့မယ်ထင်တယ်။မှတ်မှာမဟုတ်ပါဘူးကွယ်။ခွေးမိကောက်ကြီးတော့ကောက်ပေါ့။ဘယ်တော့ကောင်းမှာတော့။နှုတ်သူ့တို့ပွဲကတော်ကြီးကအမှုမဆောင်ဘူးလားဟဲ့။ဘယ်မဆောင်မဲနေပါမလဲ။မတရားသူကြီးဥစွေကိုတော့ငွေ300ဆိုလား400ဆိုလားသွားပေးတဲ့ကွယ်။အောင်းမဲဒါတော့မလုပ်ဘူးနော်။သွားပေးတာမယူလိုက်ဘူးထင်တယ်။ဟာဘယ်မယူပဲနေပါမလဲကွယ်။အလကားရတဲ့ငွေပဲယူလိုက်တဲ့ရဲ့ဗျ။နဲတယ်လို့တော့ဆိုလိုက်တဲ့။နှုတ် ူငွေကိုယူပြီးတော့ဘာဖြစ်လို့သူ့တူကိုထောင်ချရသေးသလဲအဲ့ဒါကရှင်းဖို့ရှိတယ်သူတို့ဘက်ကငွေရနေပြီတောင်းတင်တို့ဘက်ကငွေ ပေးတာများလို့ပါတယ်ခမအုံးမဲတဲဟုတ်ပါကလားဟဲ့ဟုတ်ဆိုဘယ်ပြောလို့ကောင်းမလဲဒါကြောင့်ဦးစွေကိုအရက်ကမတရားသူကြီးလို့ခေါ်နေကြတာပေါ့ဗျာကောတလမင်းကြီးအိမ်မက်ဟာတဲမှန်ပါကလားနော်ဘလို့တဲ့လေလင်းစားမအောင်ဆရာရှင်ရဲ့ခမမသိလို့လားမသိလို့ပါအကောင့်မေးတာဗျနောက်နေတာမဟုတ်ဘူး ကောတလမင်းကြီးအိပ်ပျော်နေရကတကောင်ကျော်တော့သူအိုင်ယာလန်ထီပေါက်တယ်လို့အိမ်မက်တဲ့ဗျမသေးမချင်းမှတ်တာအာခမရတဲနောက်တယ်လူပဲကိုသူပြောပြစမ်းပါဗျာကျွန်တော်ကြားမှုတာကတော့ကောတလမင်းကြီးအိပ်ပျော်သွားလို့အတော်ကြာတော့အပစ်စီနီယာနဲ့အိတ်တတီတို့စစ်တိုက်ကြတယ်လို့အိမ်မက်တဲ့ဗျာဟာခမရကလည်းနောက်ပြန်ပြီကိုင်းမကိုရှင်ကောင်းကောင်းပြောစမ်းပါဦးကောင်းကောင်းမသိပါဘူးဗျာတရားသူကြီးတွေ အမှုတဲ့နှစ်ပတ်စလုံးကငွေစားတယ်လို့မှတ်တယ်ဆိုထင်ပါရဲ့။အင်းဒီတော့မှရှင်းတယ်။ gain သွားကြအောင်ဆိုကွာ။သုံးယောက်သာဆိုင်ရှင်အားပတ်စံပေးပြီးနောက်ထွက်သွားကြစေ။နားဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါရရှင်။